တနေ့ကဗျာကျွန်တော်နိုင်ငံသားမိတ်ဆွေတယောက်ရင်ကျွန်တော်သွားလည်လိုက်တာ။ तू ကကျွန်တော်အက်ခံဖို့ကိစ္စမှာမပြည့်စုံမှာကြောက်ပြီးတော့တခုခုလုပ်ပေးမလို့လုပ်နေလို့ငါတို့တို့တော့ထွေထွေထူးထူးလုပ်နေနေဆိုပြီးတော့ကျွန်တော်က nothing special ဆိုပြီးတော့ပြောလိုက်တာမှန်ရလား။ nothing special ကိုကိုကဘာမှထွေထူးမဖြစ်မနေပါဘူးဆိုပြန်ဖြေတဲ့နေရာမျိုးမှာတုံးလေရှိတယ်။ဥမာမေကွန်မျိုးမေးမယ်ဆိုလို့ရှိရင် Hey how was your wife cooking? နေမျိုးသမီးဟင်းချက်တာဘယ်လိုနေလဲ။ nothing special ပါမထွေထွေနေပါဘူးမနေ့ကလည်းကြဲဦးကြော်ဒီနေ့လည်းကြဲဦးကြော်စားတဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ပုံမှန်အတိုင်းပဲ how was your work mm nothing special မနေ့ကလည်းဒီလိုပဲဒီလိုတည်းဒီလိုပဲထွေထူပြီး promotion ရတာတော့လာသာတွေ့ရတာဘာမှဖြစ်မနေတဲ့အနေအထားမျိုးပြောတာပေါ့နော် okay ခုန situation မျိုးကိုကသူများအိမ်သွားလဲလို့အိမ်ရှင်ဘောနော်ကျွန်တော်တို့ဗမာစိတ်မပူပါနဲ့အားလုံးဆက်ဆက်ရပြည်စုံပါတယ်ဆိုတဲ့အနေအထားမျိုးပြောရင်ဒီလိုမျိုးရင်းနေပြောလို့ရတယ်ပေါ့နော် we comfortable don't worry about us ကျွန်တော်အဆင်ပြေပါတယ်တတောင်တတရှိဘာမှစိတ်မပူပါနဲ့ please don't go to any trouble ဘာမှပြတော့မရှာနဲ့ no need to do anything special for us we're fine ဟုတ်ပြီနော်အဲ့လိုနီးလေးနဲ့အဆင်ပြေတဲ့ဥစ္စာလေးကိုကိုကအသုံးပြုလို့ရပါတယ် thank you so much for watching